အားသာဝါနာရှိညီကောင်မလုံးများလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လ3ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube TikTok Facebook နဲ့ကြီးစုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ မောင်တင်းတဲ့ပုံကတော့ဆမ်မီမိုးပဲ81ကဖော်ပြတဲ့တိုက်စစ်မှုသတင်းနဲ့ပဲကျွန်တော်စလိုက်အောင်အခုချိန်မှာအာဆီနယ်ဖန်တော်တော်များတိုက်စစ်မှုဘယ်သူရောက်မလဲဆိုတာပဲနားထောင်နေကြတဲ့အခြေအစောဒါကိုဦးစားပေးသတင်းဖြစ်ကျွန်တော်ဖော်ပြပေးတာပါဆမ်မီမိုးပဲ81ရဲ့ဖော်ပြထားကြရဆိုရင်တော့အာဆီနယ်တင်းတာဝန်ရှိသူတွေအားလုံးကဘက်ဂျမင်ဆက်စကိုကိုသဘောကျနေတယ် ကစားသမားကိုအားလုံးကလည်းခေါ်ချင်တယ်သဘောထားအကုန်လုံးလည်းတိုက်ဆိုင်တယ်ဒါပေမဲ့ Benjamin Sesko နဲ့ပတ်သက်ပြီးပြောင်းရွှေ့ကြည့်ရဲ့ကစားသမားလောက်ခလာစားရင်လည်းပတ်သက်ပြီးတော့အရန်ကုန်ကြနေတာဖြစ်တဲ့အတွက်လက်ရှိချိန်စုံစမ်းမေးမြန်းမှုတွေပဲလုပ်ထားပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအပြီးမသက်နိုင်သေးဘူးလို့ကြားသိရပါဘို့လေတစ်ဖက်မှာလည်းပီတာယောဂရကဈေးနှုန်းတက်တာတဲ့ခုံမှုဖြစ်နိုင်ပြီးမဲ့အသင်းရဲ့အနာဂတ်ရေရှည်ပလန်နဲ့ပတ်သက်ရင်ဒီကစားသမားရဲ့အသက်အရွယ်ကအများကြီး Sesko လောက်ဖြစ်ထွန်းမလာနိုင်ဘူးဆိုပြီးသူတို့က ကောက်ချက်ချတာဖြစ်တဲ့အတွက်အသင်းတာဝန်ရှိသူတွေကတော့ Sasco ပို့ပြီးခေါ်ယူနေဆိုပြီးဖော်ပြထားတယ်။ဒါပေမဲ့ကစားသမား2ဦးစလုံးကိုဆွေးနွေးနေတယ်။ဒါပေမဲ့2ဦးစလုံးနဲ့တော့ Final Step အဆင့်တွေကိုမရောက်သေးဘူးဆိုပြီးတော့ Sammy Mobile 81ကဖော်ပြထားတယ်။ Sammy Mobile 81ဆိုတာက BBC ရဲ့သတင်းထောက် ူ့ရဲ့သတင်းတွေကအတွင်းသတင်းလိုက်တဲ့ဘက်မှာယုံကြည်လို့ရတယ်။ဒီအတွက်လည်းကျွန်တော်ကနံပါတ်1သတင်းဖြစ်ဖော်ပြပေးရပါမယ်လေ။လောလောဆယ်တချို့ရိုမာနိုစီယာရတဲ့ exclusive သတင်းတွေအရဆိုလဲဆက်စကိုနဲ့အာဆင်နယ်ကြားကဆွေးနွေးမှုတွေကလက်ရှိအချိန်မှာရှိနေသေးပဲဖော်ပြသွားတယ်။အဲ့တော့ကျွန်တော်ညီကိုမောင်နှမတွေကတော့ဒီအချိန်မှာအပြောင်းရွှေ့ဈေးကွက်လဲဖွင့်ပြီးသူများရဲ့လည်းကစားသမားတယောက်ပြီးတစ်ယောက်မြန်မြန်ခုံနေတဲ့အချိန်မှာကိုယ်အသင်းကိုလည်းရောက်စေချင်တာပေါ့။ဒါပေမဲ့ကျွန်တော်တို့ဒီ John, July, August 3လစလုံးအချိန်ရတယ်။ဒါပေမဲ့အဲ့3လထဲမှာမှအာဆင်နယ်ဒီ ီဈေးကွက်ကအဖွင့်ပိတ်နှစ်ကြိမ်ရှိတာဖြစ်တဲ့အတွက်တပတ်လောက်ကပုတ်သွားပြီပြောလို့ရတယ်။သူက17ရက်နေ့ကနေပြီးတော့15ရက်နေ့အတွင်းက club walker ရှိတာဖြစ်တဲ့အတွက်ပိတ်တယ်။ပြီးတော့လက်ရှိအချိန်မှာဒါ3ရက်နေ့ရောက်ပြီဗျာ။တစ်ဖက်မှာလန်ဒန်မှာဆိုရင်ဒါ2ရက်အချိန်ပူသွားပြီပြောလို့ရတယ်။အဲ့တော့အာဆင်နယ်တင်းတာဝန်ရှိသူအနေနဲ့ဒီ3လအတွင်းမှာဘယ်ကစားသမားတွေကိုခေါ်နိုင်မလဲဆိုတာစောင့်ကြည့်ရမယ်။သူတို့အနေနဲ့လည်းမခေါ်နိုင်ရင်သွားပြီ။ဘာလို့လဲဆိုတော့အသင်းမှာတိုက်စစ်တောင်းမနဲ့တိုက်စစ်မှုကအရန်အရေးကြီးရဆိုတာက တလောကတော့သူတို့ထောက်ပြနေဒီအချိန်မှာသူတို့မဝယ်လို့တော့မရတော့ဘူးအဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဘတ်ဂျက်မစ်ဆက်ကိုနံပါတ်1ဦးစားပေးလိုချင်တယ်ဆိုပေမဲ့စောစောလုံးကပျော်သွားတဲ့အတိုင်းကစားသမားနဲ့ပတ်သက်တဲ့ပြောင်းရွှေ့ကြေးတွေလောက်ခလာတဲ့အခြား cost တွေအားလုံးကတော်တော်လေးကိုကုန်ကြမယ် ဲ့တော့ယောဂရက်ကိုခေါ်လိုက်မလားဆိုတော့ယောဂရက်ကအသင်းမှာကောင်းကောင်းသုံးရရင်နှစ်တူပဲသုံးလို့ရမယ်ဆိုသူတို့ကခံမှန်းထားတာဖြစ်တဲ့အတွက်နှစ်ဦးစလုံးတော့ဆွေးနွေးမှုတွေလုပ်နေတယ်ဒါပေမဲ့နှစ်ဦးစလုံးခေါ်တာထက်ဆိုင်တဦးတည်းပဲသူတို့ခေါ်သွားလိမ့်မယ်အချိန်ယူပြီးဆွေးနွေးနေတဲ့အတိုင်းပေါ့လေအဲ့တော့ဒီကစားသမားနှစ်ဦးအပြင်မှာအာဆင်နယ်ကပလန်ဘီဖြစ်ဘယ်သူတွေကိုတတ်မှတ်ထားသေးတယ်ဆိုတော့ဈေးကွက်ထဲမှာကျွန်တော်တွေးတဲ့လောက်ဆိုလို့ရှိရင်တော့ဒါအိုလီဝက်ကင်းရှိမယ် နောက်ဂျောပက်ထရိုဟိုကူအီကီတိုက်ဒီကစားသမားကြီးတော့ရှိမယ်အဲ့တော့အာဆင်နယ်အသင်းနေတိုက်ဆက်ပိုင်းအတွက်အင်အားဖြည့်တင်မှုအထောင်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တာတော့ဆက်စကိုနဲ့ပတ်သက်ပြီးတော့ပိုပြီးနီးစပ်တဲ့ထင်တယ်ဒါပေမဲ့အခုဆွေးနွေးအခုခေါ်လိုက်တဲ့အဆင့်လောက်မရရှိဘူးဘာဖြစ်လို့ဆိုတော့အာဆင်နယ်ဖြစ်နေလို့ အာဆင်နယ်တင်းတောင်ဝင်ရှိသူတွေကအရေးဆုံးကစားသမားတူနဲ့ပတ်သက်ပြီးနှစ်ချီအောင်သူတို့အရင်စောင့်ကြည့်တယ်။ပြီးတော့အဲ့ကင်းထောက်တိစီရရတဲ့ daily report တွေကိုပြန်ပြီးခွဲခြမ်းသုံးသပ်တယ် analyze လုပ်တယ်ပြီးရင်ဒီကစားသမားတယောက်အသင်းဘယ်လောက်ထိအကျိုးပြုနိုင်လဲနီးပြောက်ရောတကယ်အလိုရှိရလားဘုံဖွဲ့ရောဒီကစားသမားနဲ့ပတ်သက်ပြီးတော့ position ဘယ်လောက်ထိတိုးလာနိုင်လဲကစားသမားကိုဘယ်လောက်သုံးနိုင်လဲဒီကစားသမားနဲ့ပတ်သက်ပြီးသုံးလိုက်တဲ့ငွေကြေးရပြန်ပြီးဈေးကွက်မှာတန်ကြီးတက်လာနေတာဒါတွေသူတို့အကုန်လုံးက analyze လုပ်တယ်ကျွန်တော်တို့ကတော့ကစားသမားကိုမြန်မြန်ခေါ်လိုက်စီချင်တာပေါ့လေအဲ့တော့တချို့တွေပြောတာပေါ့အာဆင်နယ်ကကစားသမားတူးခေါ်တဲ့ခါကျရင်တည်င်းကိုစု ုံနေတာပဲတဲ့အမှန်လဲအဲ့တိုင်းပဲချယ်ဆီတို့လစ်ပါဘူးတို့ခေါ်လိုက်ဘာသာမှတော့သိမကြောက်ဒါပေမဲ့ကိုရီအာဆင်နယ်ခေါ်ပြီးဆိုရင်တည်င်းပေါင်း16000နဲ့အခုလဲတိုက်စစ်မှုကမရောက်ဘူးမဟုတ်ရောက်တော့ရောက်မယ် ဘယ်နေ့ရောက်မလဲမသိဘူး။ကြံခဲ့တဲ့ຫນွေစည်းကွက်တုန်းကကာလာဖီယူရီနဲ့မီခေးမိန်တို့ကိစ္စမှာတော့မှတော်တော်လေးကြာခဲ့တယ်။ရောက်မယ်ဆိုတာတည်တည်နေကိုဈေးစစ်တာကိုကျွန်တော်တို့စောင့်နေကြရတာပေါ့လေ။အဲဆိုတော့အာဆင်နယ်အသင်းနဲ့ဗီတာယော့ဂရက်ကူကောဆက်စကိုကောဆွေးနွေးနေပါတယ်။ဒါပေမဲ့ဘသူ့ကိုခေါ်မလဲဆိုတာတော့အချိန်ကအဆုံးဖြတ်ပြီးသွားပါလိမ့်မယ်။တရားတစ်ခုတော့နံပါတ်ကြီးသတင်းထောက်တော်တော်များရဲ့ပါဇက်ထဲမှာအာဆင်နယ်ဒီကစားသမိုင်းနဲ့ပတ်သက်ပြီးတော့ခိုင်ခိုင်မာမာဆွေးနွေးလက်ဆရှိနေပါသေးတယ်။ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ Telegraph ရဲ့သတင်းထောက် Matt Law ကဖော်ပြထားပါဗောလေ။ Arsenal အသင်းက Spain La Liga Club Athletic Bilbao ကိုအသင်းရဲ့တိုက်စစ်တောင်းပန်ကစားသမား Nico Williams နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေရှိနေသေးပါပဲ။ဒါပေမဲ့ Arsenal ဒီကစားသမားခေါ်ဖို့အတွက်ခက်ခဲတဲ့ကိစ္စတစ်ခုကိုကြုံတွေ့နေရတယ်။အဲ့ဒါကစားသမားရဲ့ပြောင်းရွှေ့ကြည့်လို့ခေါ်တဲ့စာချုပ်ဖြတ်သိမ်းကြီးပေါင်တန်း90လောက်ကိုတလုံးတစ်ခဲတည်းပေးရဖို့ရှိတဲ့အပြုံမှာကစားသမားကိုယ်တိုင်ကလည်း London ကိုပြောင်းလိုက်ရမယ်ဆိုရင်သူ့ရဲ့လောက်ခလာစာကိုပေါင်3သိန်းလောက်အနည်းဆုံးလိုချင်နေဆိုပြီးတော့ဒီသတင်းထောက်ကဖော်ပြသွားတယ် ါတယ်တချို့ report တွေကဆိုရင်ပေါင်2သိန်းခွဲပေါင်3သိန်းခွဲအမျိုးမျိုးရေးကြတွေ့ရတယ်ဒါပေမဲ့ပြန်မြအားဖြင့်ဆိုရင်ပေါင်3သိန်းစာကာတို့ရမယ်လောကစားအစ်ပုံစံမျိုးသူကလိုချင်တယ်အတင်းရဲ့လောကစားအမြင်မှာဆုံးကစားသမားတွေတယောက်အဖြစ်သူ့ကိုယ်သူအာဆင်နယ်မှာခံစားခွင့်ရကြတယ်ဆိုပြီးဖော်ပြသွားတယ်အဲ့တော့အာဆင်နယ်ရဲ့ပြဿနာကကစားသမားတွေလောကစားအမြင်မှာဆိုတာပေးရမယ်နောက်တစ်ချက်ကကစားသမားရဲ့ပြောင်းရွှေ့ခြင်းကိုလည်းတလုံးတစ်ခဲတည်းပေးချင်မှဖြစ်တဲ့အတွက်ဒီဘန်နာကြီးမှာပေါင်သန်း90တစ်ဖြတ်တည်းဝင်သွားမိတာ အာဆင်နယ်လူခေါ်တဲ့ခါကျရင်အဓိကဆွေးနွေးတာကပြောင်းရွှေ့ခြင်းမြင်မာတယ်ဆိုတာတဲ့အဲ့ပြောင်းရွှေ့ခြင်းကိုဗန်နာကြီးတစ်နှစ်တည်းမှာဘယ်လောက်ထိပေးချေလို့ရာသွားနိုင်မလဲဆိုတဲ့ installment payment အဲ့ဒီ payment structure ကိုညှိတာအရှိကဆက်စကိုလည်းအဲ့တိုင်းပဲအခုနီကိုဝီလျံလည်းအဲ့တိုင်းပဲဒါပေမဲ့နီကိုဝီလျံမှာကျတော့သူတို့ကအဲ့ပြောင်းရွှေ့ခြင်းအပြင်ဝမှလောက်ခလာစားကလည်းနင့်နေအောင်ပေးရမှာအဲ့အတွက် RTI ရဲ့အကြိုက်ဆုံး plan A ကစားသမားဆိုရင်လည်းအခြားဈေးကွက်ထဲမှာ plan B ကစားသမားတွေကို entry barter ကတီးတက် ရှာဖွေထားရစေပဲလို့ကြားသိရတယ်။အာဆင်နယ်ကိုရောက်လာမယ်ဆိုရင်တော့အာဆင်နယ်ကခေါ်ချင်ုံနဲ့မပြီးဘူး။နီကိုဝီလီယံလည်းအတိုင်းတာတစ်ခုလေးတော့တော့အသင်းနဲ့ဆွေးနွေးဖို့လိုအပ်တယ်ပေါ့လေ။ဒီပုံစံအတိုင်းဒီလောက်ရမှလာမယ်ဆိုပြီးတင်းခံနေတော့အာဆင်နယ်ပါဝင်ချယ်ဆီနဲ့နောက်ဆုတ်သွားတဲ့ချိန်ရှိဆိုပြီးတော့သတင်းထောက်မတ်လောကဖော်ပြထားပါဗါတယ်။အဲဒါလက်ရှိအချိန်ထိတော့အာဆင်နယ်အသင်းနီးပြမီခေးအိုက်တာအလူချင်းဆုံးတိုက်စစ်တောင်ပန်ကစားသမားတူကိုအာဆင်နယ်ဆွေးနွေးလက်ဆရှိရဆိုပေမယ့်ခေါ်နိုင်ခြင်းတော့မရှိသေးဘူးပေါ့လေ။အသက်22နှစ်ရဲ့ဒီစပိန်သားကတော့2029ခုနှစ်ဒီပဲတက်တန်းရှိရတယ် ယ်ဒါပေမဲ့အဲ့တက်တန်းအနေထားရဘီဘာဟိုကဘယ်သူမှမရောက်ချလဲပြဿနာမဟုတ်ဘူးဒီကစားမကိုတက်တန်းတိုးပြီးတော့စာချုပ်ဖြစ်တဲ့ညိုတိုးမြင့်သွားမယ်ဆိုပြီးတော့အင်တာနက်သတင်းတချို့လည်းတွေ့ရတယ်အဲ့တော့ကစားသမားလည်းအသက်ကငယ်သေးတယ်ကလပ်သင်းကလည်းစာချုပ်တက်တန်းကိုထပ်ပြီးတိုးခြင်းနဲ့ခေါ်ခြင်းနဲ့အသင်းတွေကလည်းဝိုင်းဝိုင်းနေတဲ့ချိန်မှာကစားသမားကိုလောက်ခလောက်သာရှယ်တောင်းပါပဲ ဲ့တော့အိုက်တာအနေနဲ့ဒီကစားသမားမဒီကစားသမားဆိုလို့ရှိရင်တော့အတင်းရဲ့ရူရီကိုချိုးဖြတ်ပြီးတော့လောကစာမြန်မာစာပြပြီးခေါ်ရဖို့လို့ရှိနေပါလေဒီရာဒီမှာ79သွင်းပြီး9လုံးဖိုင်ထားတယ်မနစ်က69သွင်းပြီး16လုံးဖိုင်ထားတဲ့ဒီကစားသမားတော့အာဆင်နယ်ရောက်လာရင်တော့အတင်းရဲ့ရှေ့ဆွဲ trusted to martin နဲ့ယူထက်တဲ့ upgrade ဖြစ်တဲ့ဘယ်တောင်မှတိုက်စီတို့ဥဆောင်လာနိုင်ရှိရဲ့ဒါပေမဲ့အတင်းမှာ ပေါင်တန်း300ကျော်လောက်ဝင်းဝေရထားပြီးတာတော့မှကစားသမားခေါ်ရေးမှာခရီးချစ်ကုန်နေခဲ့တဲ့ဘုံဖွဲရတော့ထုံးစံတိုင်းပဲအချိန်ကိုဆွေးနွေးသွားဖို့ရှိနေပါတယ်။လက်ရှိအချိန်မှာတော့နီကိုဝီလန်ကအတ္တရတိဘီဘာအုပ်တင်မှာဒုတိယမြောက်လောက်ခလာစာမြန်မာဆုံးတပတ်ကိုယူ2သိန်းရရှိနေပါတယ်။ဒီပမာဏအာဆင်နယ်ရောက်လာမယ်ဆိုရင်တော့တပတ်ကိုပေါင်း3သိန်း6900လောက်ရှိရပမာဏပေါ့လေ။ဒါပေမဲ့အဲ့ဒီအပြင်မှာနှစ်ဆနီးပါးတပတ်ပေါင်း3သိန်းလောက်ကိုကစားသမားရမှာပဲလန်ဒန်ကိုပြောင်းလာမယ်လို့ကြားသိရပါတယ်။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Daily Canon ဖော်ပြထားတာဒါကတော့ကြံငယ်တဲ့ရပိုင်းနဲ့လည်းကျွန်တော်ဖော်ပြခဲ့ပြီဖြစ်တဲ့အပြောင်းရွှေ့သတင်းတစ်ပုဒ်ပေါ့လေဒါပေမဲ့အခုချိန်မှာတော့ပြောင်းရွှေ့ကြည့်သိရတာအာဆင်နယ်ရဲ့လူငယ်ကစားသမားလေးမာကွင်ညိုနဲ့ပတ်သက်ပြီးတော့ဘရာဇီးကလပ်ခရူဇီကိုအတင်းကအပီးသက်ပြောင်းရွှေ့ကြည့်တရက်နဲ့မကြခင်မှာခေါ်ဥသွားတော့မှာပါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်အားဖြစ်ဆို1.5တန်း EUR အားဖြစ်ဆိုရင်3တန်းအထိအသုံးပြုသွားမယ်ကြားသိရတယ်ဒီပေါ်မှာလာရတာပဲကန်ကောင်းတယ်ပြောလို့ရတယ်2022ကကျွန်တော်တို့ဒီကစားမနဲ့ပတ်သက်ပြီး invest လုပ်ခဲ့တာက euro 3.5တန်းအဲ့ဒီပမာဏကလည်း သူ့ကိုပိုင်ဆိုင်ထားတဲ့စာပေါ်လိုကလိုချင်လို့လို့မဟုတ်ဘူးစာချုပ်ကုံကန်ဒီကစားသမားတူကိုအီဒူးဂက်စပါကအနာဂတ်မှာစာပေါ်လိုသင်းစီရနေကစားသမားခေါ်တဲ့ဘက်မှာဆက်ဆံရေးကောင်တိဆောက်လိုတာဖြစ်တဲ့အတွက်ချစ်ကြီးလေးပြီးလိုက်တာ ယူရို3.5တန်းမပေးဘဲနည်းနည်းလာနေငယ်ဆောင်ရင်အဲ့ကစားမောက်အလွတ်နေရမှာအဲ့တော့အဲ့လိုကစားမောက်မျိုးတွေ impact တုတ်တယ်ပြီးတဲ့ပြီးရောဒါ novice ကိုအငှားချတယ် nantes fluminis အခုကြံခဲ့တဲ့စောင်းစုကမှာတော့က cruzio တော်သေးရဲ့ cruzio ကဝယ်ဖို့တော်တော်အခု finest တင်တချို့ကိုရောက်သွားပြီလို့ကြားသိရတယ်အဲ့တော့ finest တက်တချို့ရဆိုလို့ရှိရင်တော့ arsenal ဒီကစားမောက်ရဲ့အပြောင်းရွှေ့ရနေပြီးတော့ယူရို3တန်းရရှိမယ်တချို့တော့ဝယ်ခဲ့တာတစ်ဆိုင်တော့ယူ9တန်းတော့ဆုံးရှုံးတယ် ဒါပေမဲ့အဲ့9သိန်းထက်ပိုကုန်တာကအဲ့ဒီကာလကျွန်တော်ဝေယူခဲ့တဲ့ငွေကြေးတန်ကြေးရဲ့ဈာထဲမှာကစားသမားကိုပေးရတဲ့လောက်ခလာစားရဲ့အခုကစားသမားပြင်ပြီးအငှားချခဲ့ရတဲ့အသက်ကြီးရတဲ့ကစားသမားနဲ့ပတ်သက်ပြီးအသင်းကပေးချေရတဲ့အခြား bonus တင်နေရှိမယ်ဆိုရင်တော့အဖက်ဖက်ကဆုံးရှုံးမှုပဲ ဒီ season လေးကိုဒီကောက်ကွင်ကြီးပန်းဝင်ပြီးတဲ့ရှုဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ကို6939ကို63320ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်ဘောလုံးပွဲတွေကိုဆရာကြကြဆော့ကျင်နေဆိုရင်တော့အဲ့ဒီမှာလာပြီးဆော့လို့ရပါတယ်ခင်ဗျာ Viber ကွင်ကြီးကို sport internet 53လုံးပြင်ပေါ်မှာ sport တန်းစုံဆိုတဲ့ application မှာလဲဝင်ရောက်ဆော့လို့ရပါတယ်မသိရင်ကျွန်တော်ရဲ့ကျော်စွထုဆိုတဲ့ messenger မှာလဲလာပြီးပြင်ပြလို့ရပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆင်နယ်အမျိုးသမီးအသင်းက player တဦးနဲ့ပဲကျွန်တော်အဆုံးသတ်လိုက်အောင်အမျိုးသမီးအသင်းအကြောင်းမပြောတာတော့ကြာပြီ။ဒီရာသီ Champion League အမျိုးသမီးဒါ UFA Women Champion League မှာပိုးဆွဲထားခဲ့တဲ့အမျိုးသမီးအသင်းပေါ့လေဥရောပရဲ့ Champion အဲ့ဒီအသင်းမှာစံချိန်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ Women Champion League တရာတီအတွင်းမိနစ်အများဆုံးကစားထားတဲ့စံချိန်ကိုတော့ Arsenal အသင်းရဲ့ဘယ်ဘက်ခံစစ်အစွန်ကစားမှာ Katie Mackey ကဒါစံချိန်အစ်တင်သွားခဲ့တယ်သူကဒီ15ဝက်မှာ1350မိနစ်ဆော့ရမယ့်အချိန်မှာ1296မိနစ်နဲ့ဆော့ပြီးတော့စံချိန်တင်သွားခဲ့တာသူလွဲကြော်ခဲ့တာက54မိနစ်ပဲရှိတယ် ဲ့ဒါဆိုတော့လူစားလဲပြီးထွက်လိုက်ရတဲ့မိနစ်အချို့လိုပဲပြောလို့ရတယ်15ပွဲလုံးကိုဝင်ရောက်ပြီးတော့ပွဲထွက်ကစားထားတယ်အဲ့ဒီချန်ပီယံလိ15ပွဲလုံးမှာ3လုံးဖန်တီးထားနိုင်ခဲ့တယ်ဘယ်ဘက်ခံစစ်အစွန်မှာနိုင်ငံအတွက်ဆိုလို့ရှိရင်သူကခြေစွမ်းပြနိုင်ခဲ့တယ်ဗောလေ29နှစ်ရဲ့네덜란드ကတော့အရက်9ပြည်9လက်မှရှိတယ် လက်ပတ်ချက်မှာခြေစွမ်းပြတဲ့ပြင်မှာသူကဒီဖူးဘက်တီကိုဝင်းကားတွေရောဘောဟိုခံစစ်မှာကောင်းကောင်းဆော့နိုင်တဲ့ကစားသမားပေါ့လေ။ကြံခဲ့တဲ့2024 2025 2025ဘောလုံးရသည်မှာဆိုရင်ဒါပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ Women Super League မှာပွဲပေါင်း20ပွဲထွက်ကစားရတဲ့တကိုးသမီး၅လုံးဖိုင်ထားတယ်။ Women League ကမှာနှစ်ပွဲမှာတစ်ပွဲပွဲထွက်ထားတဲ့တကိုးသမီးထားတယ်။ဒါ Champion League မှာဆိုလဲ15ပွဲလုံးပွဲထွက်ကစားရပြီးတော့၃လုံးဖိုင်ထားတယ်။ Women FA ကမှာဆိုနှစ်ပွဲလုံးပွဲထွက်ထားပြီးတော့ဒီကစားသမားအနေနဲ့ပြိုင်ပွဲစုံ32ပွဲထိဝင်ရောက်ကစားထားတယ်။အဲ့မှာ နှစ်ကိုသိပြီးတော့ရှစ်လုံးဖိုင်ထားတယ်အဝါကခွန်နကက်နဲ့အနီကက်တကက်ထိထားတယ်တကယ်ဦးမအားကိုးခဲ့ရတဲ့ကစားသမားပေါ့လေဘာစီလိုနာအသင်းနဲ့တွဲဆုံခဲ့တဲ့ဖိုင်နယ်ပွဲမှာဆိုသူ့ရဲ့ဘောက်စတန်ကနေဖြတ်ထုတ်မှုတွေသူ့ဆီကနေအိုဗာလုလိုက်တဲ့အပိုင်းဒီမှာတော်တော်လေးကိုအားကိုးခဲ့ရတာအာဆင်နဲ့ကအဲဆိုအာဆင်နဲ့မြို့သမီးအသင်းအနေနဲ့ဒီလိုထူးချွန်တဲ့ကစားသမားတွေအကြောင်းဒီယာတီဥရောပမှာဒါဝူမန်း ချန်ပီယံလိမှာဆိုလို့ရှိရင်သူတို့ဘိုးဆွဲထားခဲ့တယ်ဗောလေအဲ့တော့အာဆင်နယ်မျိုးသမီးအသင်းမှာစံချေတစ်တင်ထားခဲ့တဲ့ဒီကက်တီမက်ဂိတ်အကြောင်းကိုပြောရင်းနဲ့ဒီညနေ့ကတည်းကအဆုံးသတ်ပါတယ်အကဲအရန်ထူးတဲ့တည်နေရှိတော့တီးတန့်ဗီဒီယိုတစ်ပုဒ်လုပ်ပြီးကျွန်တော်ဖော်ပြပေးပါမယ်အရန်မထွေးရင်တော့ထုံးစံနိုင်မယ်မနက်ခင်းတည်နေမှာစူးစီးပြီးတော့ဖော်ပြပေးပါမယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ